မြင်ရပါပညာဆိုတာဟုလေလူတွေကဘဝတုတာတွေအများကြီးသိတာမှတ်ထားတာလို့ထင်ကြတာမြားတယ်နော်ဟုတ်ကဲ့အဲ့လိုထင်ထားကြပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကြည့်မယ်ပညာနဲ့နားလည်မှုလမ်းကြောင်းတွေကအခြေတွေကတော့ပညာဆိုတာအဲ့တဲ့ပို့ပါတယ်လို့ဆိုတယ်อืมဘယ်လိုမျိုးပို့တာပါလဲဆိုတော့လေအတိတ်ကကိုကြုံခဲ့ရတာရင်အမားတွေလုတ်ခဲ့ပူတာတွေရှိမယ်အဲ့ဒီထက်ကနေမှအမှန်တရားဆိုတာဘာလဲဆိုတော့ကိုနားလေလာတဲ့စိတ်ရဲ့ um jinchit mu na shai mu bo ah sai win za sia ba so lo chin da ga a cha le ti da that na le khan za mi da ko po u zao pe ye tbo la ho bon ya de a ri chang ya ko di ni atu tu swe ni chi ya bo kaun ma de da so pinya shi ti yao so da le အရင်အမြင်မဲ့ပြောချင်တာက Google လိုအကွန်တီနေတဲ့သူမဟုတ်ဘူးဆိုတဲ့သဘောပေါ့နော်။ဟုတ်မယ်ဟုတ်မယ်။သူကမိခွန်းတဲ့ကိုချက်ချင်းအပြည့်ထုတ်ပေးနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့အဲအပြည့်ရှာမရတဲ့အခက်အခဲတွေမတိကြတာတွေကြုံလာရင်လေသူကစိတ်ကိုတီးငင်အောင်ထားနိုင်တယ်။ ဟုတ်ကဲ့အဲ့ဒါကဘ ഹു တုတမြားတာနဲ့ဘလို့ ग्वा သွားတာလဲအဲ့ဒါကတိတိချာတာ ग्वा တာဗောဘ ഹു တုတကဥနောက်ချေအချက်အလက်တွေထဲတာလေပညာကြတော့စိတ်ပိုင်းဆိုင်ရာနောက်လည်မှုကိုမြင့်တင်ပေးတာမျိုးစိတ်ကိုပိုမြင့်သွားစေတာအိုးရှင်းသွားသည်ဒါဆိုရင်လေအဲ့ဒီပညာနဲ့ဘ ഹു တုတ ग्वा ချချက်ကိုပိုပြီးတဲတဲကွဲကွဲဖြစ်အောင်စပ်ပြုတ်ကြည့်ကြအောင်ဟုတ်ကဲ့အရင်အမြဲတမ်းမှာဥပမာလေးတစ်ခုပေးထားတယ်ဘ ഹു တုတဆိုတာ မီးနဲ့ရေမတူဘူးလို့တည်တာမျိုးတယ်အချက်အလက်တက်တက်တည်တာပေါ့အင်းဟုတ်ပါတယ်အဲ့ဒါကဘဟုတုတအဆင့်မရှိသေးတယ်အဲ့ဒီအတိကဏီပညာဆင့်ကိုရောက်ဖို့ကြတော့နောက်ထပ်လန်တက်လာမှာဘလိုမျိုးလဲမီးနဲ့ရေမတူဘူးသိုံတဲ့မဟုတ်တော့ဘူးလေအဲ့ဒီမီးနဲ့ရေကိုဘယ်အချိန်ဘယ်နေရာမှာဘလို့တုံးရောက်လဲဆိုတာကိုနားလည်ရမယ်ပြီးတော့လက်တွေမှာအုံချနိုင်ရမယ်အဲ့ဒါမှပညာဖြစ်တာဥပမာမီးလောင်နေရေနဲ့ညင်းရမယ်ဆိုတာသိပြီးတကယ်လပ်နိုင်တာမျိုးပေါ့မှန်ပါတယ်အတိအကျပဲ ဒီကွာချားချက်လေးကယူရှင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းဘဝမှာအရန်ရေးပါတယ်နော်ဆိုတော့ဘိုးဒုတာကစာဥဖတ်တင်တန်းတက်ကီလိုလဲဆူလို့ရတယ်ဟုတ်တယ်ရနိုင်တယ်ပညာကြတော့အဲ့လိုအပေါ်ယံဆူလို့မရဘူးကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့စဉ်းစားမှုခံစားမှုတွေကနေအတွင်းစိတ်ထဲမှာဖြည်းဖြည်းချင်းပေါက်ဖွားလာရတာမျိုးအဲ့လိုသဘောလားဟုတ်ပါတယ်တည်တည်ကြကြပဲအရင်မြစ်ကအဲ့ဒီအချက်ကိုပဲအဓိကပြောနေတာ ဘောဓုတ္တကအပြင်ကလာတယ်။ပညာက ကိုယ်အတွင်းစီကလာတယ်။อืมဒါကြောင့်ပညာရှိသူဆိုတာအချက်အလက်အများကြီးသိရသူ knowing all ဆိုတာထက်လေအခြေအနေတစ်ခုရဲ့အမှန်တရားကိုအတွင်းကျကျနားလည်တဲ့သူ understand it deeply လို့ပြောရမှာပေါ့။ကောင်းပြီ။ဒါဆိုရင်ပညာရှိဖို့တကယ်တော့ဘာ ड़ी လို့လဲ။ဘာ ड़ी မလို့ရဘူးလဲ။လူတွေထင်နေတဲ့အထင်မှတချို့လည်းရှိတယ်မလား။စာဟုတ်တွေအများကြီးဖတ်ရမယ်။ဆရာတွေအများကြီးရှိရမယ်ဆိုတာမျိုးလေ။ Okay ။အဲ့ဒါစိတ်ဝင်စားဖို့ကောင်းလေ။ အရင်ပြစ်မှာကျတော့အဲ့လိုအများကြီးတွေလုံနေဖို့မလိုဘူးလို့ဆိုထားတယ်။ဟုတ်ဟုတ်လားဥပမာဥပမာပညာရဲ့ပေါင်းစုံကိုတည်နေစရာမလိုဘူးတဲ့။သူများတဲ့ထူးကြတဲ့စွမ်းရည်တွေရှိဖို့မလိုဘူး။လူတိများကြွားကြဖို့လည်းမလိုပါဘူးတဲ့။ဒါဆိုရင်အဓိကလိုအပ်တာကဘာဖြစ်တော့မလဲ။အရင်မြစ်ကဘာကို အလေးပေးပြောထားလဲ။အဓိကအချက်ကတော့တိတာကိုလက်တွေ့မှာပြန်သုံးတက်ဖို့ပဲ။ တိထားတာတွေနားလည်ထားတာတွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာလေအသုံးချနိုင်ဖို့ကအရေးကြီးဆုံးပဲအသုံးချရဲဆိုတာကတော့အသုံးချရဲဆိုတာကလည်းကိုရောကြောင်းတက်ကြောင်းပြဖို့နာမည်ရောက်ဖို့အတဲ့သုံးတာကိုဆိုလိုတာမဟုတ်ဘူးနော်ဟွန်းကိုယ့်ရဲ့အတွေ့ကိုစကားကို အလုပ်တွေကနေတစင်ကိုနဲ့ပတ်သက်တဲ့သူတွေပုံဝင်ခြင်းအခြေအနေတွေအပေါ်မှာအပြာလန့်အချိုးရှိအောင်သုံးတတ်တာအရာကောင်မှတကယ်ပညာရှိခြင်းရဲ့လက္ခဏာလို့သူကဆိုထားတာဒါကတော်တော်လေးလက်တွေ့ကြတဲ့အမြင်ပဲနော် ညာဆိုတာတရားတည်းတည်နေတာထက်လူရီနဲ့ဆက်ဆံဘဝထဲမှာတုံးပြရင်းနဲ့ပို့ပြီးအားကောင်းလာတာမျိုးပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်အရင်ပြစ်မှာပညာရရှိခြင်းရဲ့လမ်းကြောင်းကိုလည်းရှင်းပြထားတယ်မလားချက်ချင်းကြီးယူဒီကဆိုပြီးရလာတာမျိုးမဟုတ်ဘူးလို့ပြောတယ်ဟုတ်ကဲ့ပညာဆိုတာအချင်းယူရပါတယ်ချက်ချင်းမရနိုင်ဘူးဘဝရဲ့အတွေ့အကြုံတွေတခါလေခံစားရခက်တဲ့သင်ခန်းစာတွေကိုမာရတာလေအဲ့ဒါတွေကနေတဖြည်းဖြည်းပုံပေါ်လာတာအင်း အရင်မကအဲ့လမ်းကြောင်းပေါ်ကအရေးကြီးတဲ့အချက်၃ချက်ကိုထောက်ပြထားတယ်။ပထမတစ်ချက်ကလေအနာယူခြင်းရကြံဖို့ကိုတည်ဟိုတယ်။အနာယူတာကပညာနဲ့ဘလူပတ်သက်နေတာလေ။နင်းနေထူးဆန်းတယ်လို့ပဲ။လူတွေကအလုတ်များများလို့မှအများကြီးလဲလာမှတော့တယ်မထင်တာလေ။အဲ့မှာအမြင်ကနင်းနေလေးကွာထားတယ်။ပညာရှိတဲ့သူတွေကလည်းပြဌာနာရှုပ်ရှုပ်ထွေးထွေးတွေနားလည်ရခက်တာလေးကြုံရင်ချက်ချင်းကြီးတုံ့ပြန်တာအဖြစ်တန်းရှာတာမျိုးပိတ်မလို့တတ်ဘူးတဲ့။အော်သူတို့ကခဏအချိန်ယူတယ် စိတ်ကိုအရင်ဆုံးတင်းငိမ်အောင်ထားလိုက်တယ်။အတွေ့တွေငြိမ်သွားအောင်ပေါ့။အဲ့ဒီခါကျမှအချင်းကြီးကို ပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာအောင် ကြိုးစားတယ်။ဟွန်းဟုတ်ကဲ့။အဲ့လိုစိတ်တင်းငိမ်ပြီးအေးချမ်းသွားတဲ့အချိန်ကျမှမန်ကန်တဲ့အမြင်တွေဆုံးဖြတ်ချက်ကောင်းတွေကပေါ်လာတတ်တယ်လို့ဆိုလိုတာပါ။ဆိုတော့အေးချမ်းမှုတည်းမှာပညာကပွင့်တယ်ပေါ့။ဒုတိယချက်ကတော့ဗာမြလေ ဒုတိယကတော့နားထောင်ခြင်းရဲ့အရေးပါမှုပါပဲ။ဒါလည်းအရေးကြီးတယ်နော်။လူများစုကစကားပြောဖို့ပဲစိတ်အားတန်းကြတယ်။နားထောင်ဖို့ကိုတည်းအာရုံမစိုက်ကြဘူး။ဟုတ်တယ်။ကိုပြောချင်တာကိုပဲအာရုံရောက်နေတတ်တယ်။အမှန်ပဲ။ဒါပေမဲ့တကယ်ကိုနားလည်မှုဆိုတာကလေတေချာကယူဆိုင်နားထောင်တာကနေစတာလို့အရင်မြစ်ကဆိုတယ်။တရားရောကကိုကိုစကားလာပြောရင် မေကွန်းမင်းရင်ကိုဘာပြန်ပြောမလဲချီစဉ်းစားမနေပဲနဲ့ပေါ့။ဟွန်း။သူတကယ်ဘာကိုဆိုလို့ချင်တာလဲ။ သူ့စကားရဲ့နောက်ွယ်မှာဘလို့ခန်းစားချက်ရည်ရွယ်ချက်ရှိနေလဲဆိုတာကိုစိတ်ရှိရှင်နဲ့အာယုံစိုက်ပြီးနားထောင်ပေးဖို့လိုတယ်တဲ့ဒါကတော့တော်တော်လေးလေ့ကျင့်ယူရမှာပဲကိုယ့်အမြင်ပြောခြင်းစိတ်ကိုချုပ်တည်ပြီးသူများပြောတာကိုအထည်ဝါနားထောင်ဖို့ဆိုတာလေတတိယအချက်ကတော့တတိယအချက်ကတော့လူတိုင်းလိုလိုကြားဖို့မှာပါဒါပေမဲ့အရေးကြီးလို့အရင်မျိုးကထပ်ပြောထားတာပေါ့အဲ့ဒါက ကိုယ်တိုင်လုပ်ခဲ့တဲ့အမားတွေကနေတင်ယူတတ်ဖို့ပါပဲအမားကနေတင်ယူခြင်းဟုတ်ကဲ့လောကမှာဘယ်သူမှအမားမလုပ်ဖူးဘူးဆိုတာမရှိဘူးလေပညာရှိသူနဲ့တာမန်လူကွာရွာတာက အမားလုပ်ပြီးတဲ့အခါဘလို့တုံးပြန်တယ်လဲဆိုတာမကွာရွာတာဘလို့ကွာရလဲပညာရှိတဲ့သူတွေကသူတို့လုပ်ခဲ့တဲ့အမားတွေကိုရက်စရာကြီးဖုံးထားရမယ်ဟာဆိုပြီးသဘောမထားဘူးတဲ့အဲ့ဒီအစအမားကနေရတဲ့သင်ခန်းစာကိုတံပိုးထားတဲ့ယရနာတစ်ခုလိုပဲ ပြီးတော့အနာဂတ်မှာလမ်းမမအောင်လမ်းပြဖြစ်သုံးတယ်ဆိုလိုတာကအမားလုံမိတာကိုဝမ်းခံယုံတဲ့မဟုတ်ဘူးအဲ့ဒီအမားဘာလို့ဖြစ်တာလဲနောက်မဖြစ်အောင်ဘာလုပ်ရမလဲဆိုတာကိုတကယ်စဉ်းစားသုံးသပ်ပြီးသင်ငန်းစာယူလိုက်တာပေါ့အတိအကျပဲအမားဆိုတာရှောင်လို့မှမရတာနော်ဘဝပဲအရေးကြီးတာကအမားဖြစ်ပြီးတဲ့နောက်မှာကိုပါတင်ယူလိုက်တယ်လေဆိုတာပဲအဲ့ဒီလိုတင်ယူနိုင်စွမ်းကပညာကိုတဖြည်းဖြည်းပို့ပြီးနဲ့ဆိုင်စေတာဟုတ်ကဲ့ ဒီ၃ချက်ကပညာကို တိဆောက်တဲ့အဓိကလမ်းနေပေါ့နော်အနားယူခြင်းနားထောင်ခြင်း အမားကသင်ယူခြင်းဟုတ်ပါတယ်အဲ့ဒါတွေကအခြေခံကြတဲ့အချက်တွေပါနောက်တစ်ပိုင်းအနေနဲ့လေပညာရှိတဲ့သူတယောက်ရဲ့စိတ်နေစိတ်ထားအတွင်းဆိုင်အရေးသွေးတွေကတော့ဘလို့ရှိတတ်တယ်လဲဆိုတာကိုစပ်ပြီးကြည့်ကြရအောင်။ဟုတ်ကဲ့ကောင်းပါတယ်။ပညာရှိဆိုတာ ਨੇ ရာရာတိရာရာလုံနိုင်တဲ့စူပါဟီးရိုးကြီးလို့ဖြစ်နေရမှာလား။အရင်မျိုးကတော့အဲ့လိုမဟုတ်လောက်ဘူးပြောသလိုပဲ။ အဲ့ဒီမတိချင်းဆိုတဲ့အခြေအနေကိုတက်တောင်တက်တာနဲ့လက်ခံနိုင်တဲ့အရေးတွေးရှိကြတယ်။အဲ့ဒါကနည်းနည်းတော့ထူးတယ်နော်။လူတွေကများတော့အားခေကိုမတိတာကိုဖုံးထားချင်တာလေ။တီးတယ်လို့လို့လှုပ်ချင်ကြတာ။ ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ပညာရဲ့အခြေခံကအမှန်တရားကိုလက်ခံနိုင်ခြင်းပဲမဟုတ်လားလောကကြီးမှာအရာရာတိုင်းကိုတိဖို့ဆိုတာဘယ်သူမှမတတ်နိုင်ဘူးလေဟုတ်တယ်ဗောအဲ့ဒီအမှန်တရားကိုသူတို့ကနားလည်ထားတယ်ဒါကြောင့်ကိုမမတိသေးတာရှိနေတာကိုအပြစ်လို့မမြင်ဘူးအာတန်ကလေးလာစရာရှာဖွေစရာကြံသေးတာပဲဆိုတဲ့သဘောနဲ့လက်ခံနိုင်ကြတယ်ဟွန်းပြင်လဲပြရာခက်မနေဘူးတိတ်တိတ်လေးနဲ့ပြင်လိုက်တယ် သူတို့ရဲ့အပြောအဆိုအပြုအမူတွေမှာတော့ထူးခြားတာတွေရှိသေးလားရှိတာပေါ့အရင်အမြင့်မှာဖော်ပြထားတာကသူတို့စကားပြောရင်လေနားထောင်တဲ့သူအတွက်တစ်ခုခုစဉ်းစားစရာလေအတွေးပွားစရာလေပါတတ်တယ်အကြံဉာဏ်လို့ပြောရမလားပဲအော်ဟုတ်ကဲ့သူတို့ရဲ့ကိုယ်နဲ့ဟန်ထားအမှုရာတွေမှာလည်း မလို့အပဲဆိုရှားနေတာပြာရခတ်နေတာမျိုးမတွေ့ရဘူးတင်းငိမ့်နေလေအေးချမ်းမှုကိုခံစားရတယ်อืมနောက်ဆုံးပြောထားတာကသူတို့ရဲ့အပြုံးမှာတော့နားလည်မှုပါတယ်တဲ့အခြေအနေကိုအပေါ်ယံမဟုတ်ပဲအတွင်းကြကြနားလည်မှုအပြည့်နဲ့ပြုံးတာမျိုးမြင်နိုင်တယ်လို့ဆိုတယ်ဒါရီကပညာရဲ့ပြင်ပကိုမြင်နိုင်တဲ့လက္ခဏာတွေပေါ့ဒါဆိုရင်အဲ့ဒီပညာကသူတို့ရဲ့အတွင်းစိတ်ငင်းချမှုနဲ့တော့ဘလို့ဆက်ဆက်နေလဲပညာရှိတိုင်းစိတ်ချမ်းသာရသလား ။အေးအမြင့်အရာတော့အဲ့ဒီနှစ်ခုကတော်တော်လေးခိုက်ခိုက်မာမာဆက်ဆက်နေတယ်လို့ဆိုပါရယ်။ပညာရှိချင်းကစိတ်ချမ်းသာမှုရှိကိုတွားနေတဲ့လမ်းကြောင်းတစ်ခုထက်နေတယ်တဲ့။ဘာကြောင့်လဲ။ဘာလို့လဲဆိုတော့ရေစိတ်ပိုင်းဆိုင်ရာညာနားလည်မှုတိမြင့်မှုတွေတိုးလာလေလေလောဘတွေဒေါသတွေမကျေနပ်မှုတွေမျောလင့်ချက်လွန်ခဲ့တာတဲ့။အဲ့လိုမကောင်းတဲ့စိတ်အညစ်အကြေးတွေကတဖြည်းဖြည်းလျော့သွားတယ်လို့ပါရယ်။အဓိကတိလာတဲ့အချက်ကဘာဖြစ်မလဲ။အဓိကတိမြင့်လာတဲ့အချက်ကတော့ ကိုယ်စိတ်ရဲ့ပျော်ရွှင်မှုငြိမ်းချမ်းမှုဆိုတာအပြင်လောကကအရာတွေအဖြစ်ပြက်တွေလူတွေပေါ်မှာလုံးလုံးမိခိုးနေတာမဟုတ်ဘူးဆိုတာပါပဲ။အော်။ကိုယ်စိတ်ရဲ့တခင်က ကိုယ်တိုင်ပဲ။အပြင်ကအခြေအနေတွေကကိုယ်စိတ်ကိုလာပြီးချက်လဲလို့မရဘူးဆိုတဲ့နားလည်မှုပေါ့။အဲ့ဒါကတကယ့်စစ်ပိုက်ဆံရလွတ်လပ်မှု inner freedom ကိုပေးတယ်လို့ဆိုတယ်။အဲ့ဒါကြောင့်ပညာရှိတဲ့သူတွေကဘဝမှာအဆင်မပြေတာတွေအတက်အကြတွေကြုံတဲ့အခါမှာအလွန်အကျွမ်းကြီးစိတ်ဆင်းရဲတာတော့ကရောက်တာမျိုးနဲသွားတယ်ပေါ့နော်။ဟုတ်ပါတယ်။ အောင်မြင်အောင်တော့ကြိုးစားမှာပဲဒါပေမဲ့မအောင်မြင်တဲ့အခါဆုံးရှုံးမှုတွေကြုံရတဲ့အခါမှာလဲလုံးဝမခံစားရတာတော့မဟုတ်ပြီမင်းအတန်းတားအထိစိတ်တည်ငြိမ်မှုကိုထွင်ထားနိုင်တယ်ပေါ့မှန်ပါတယ်အဲ့လိုအခြေအနေတွေမှာတော့စိတ်အေးချမ်းတည်ငြိမ်နိုင်တဲ့စွမ်းရည်ကပဲသူတို့ရဲ့အကြီးမားဆုံးခွန်အားထင်နေဒေါက်တာမျိုးဟုတ်ကဲ့ တည်ချပါရဲအဲ့ဒီစိတ်တည်ငြိမ်မှုအတွင်းငေးချမ်းမှုကပညာကနေရတဲ့တကယ်အဖိုးတန်တဲ့လက်ဆောင်တစ်ခုပဲနောက်ဆုံးအနေနဲ့ရင်းမြစ်မှာဆွေးနွေးထားတာလေးတစ်ခုကြံထည်တယ်အဲ့ဒါကတော့ပညာရဲ့အချိုးကကိုတောင်တဲထုတ်ပဲမဟုတ်ဘူးကိုနေတဲ့လူဖွေးစည်းကိုပါအချိုးပြုနိုင်တယ်ဆိုတာလေးပါပညာရှိတယောက်ကပတ်ဝန်းကျင်ကိုဘလို့အချိုးပြုနိုင်ပါလဲသူကတယောက်တည်းတရားမှတ်နေတာမျိုးမဟုတ်ဘူးလားအဲ့လိုပုံတေတော့ပြောလို့မရဘူးလေပညာရှိရဲ့သူတယောက်ကသူနေထိုင်ရာလူဖွေးစည်းအတွက်အလင်းပြပေးတဲ့မိရှုတန်လို့ဖြစ်နိုင်ပါရဲ့อืมဟဲ့ ါမှမဟုတ်သူတို့ရဲ့အပြုအမူကိုကြည့်ပြီးတော့ကိုတင့်ယူစရာရထားနိုင်တဲ့။အော်ဟုတ်ကဲ့။အမြင်ကျင်းနေတဲ့သူတွေကိုအမြင်ကျဲအောင်လမ်းပြပေးနိုင်တယ်။အဲဒါကြောင့်ပညာရှိချင်းဆိုလားကို့အတွက်စိတ်ချမ်းသာယုံတဲ့မကဘူး။ကိုလက်ပတ်တဲ့စစ်နွယ်နေတဲ့တခြားသူတွေလူဖွဲ့စည်းတစ်ခုလုံးအတွက်ပါအကျိုးပြုနိုင်စွမ်းရှိတယ်လို့ဆိုလိုတာပါ။ဆိုတော့အခြားလက်တီအများကြီးတီးနေတာထက် အဲ့ဒီအချက်လက်တွေကိုဘလို့မမှန်ကန်ကန်အကျိုးရှိရှိသုံးမဲ့ဆိုတဲ့ပညာကလူဖွဲ့စည်းတိုးတက်ဖို့ပိုအရေးကြီးတယ်ဆိုတဲ့သဘောပဲပေါ့အမှန်ပဲပေါ့တကယ်တန်ဖိုးရှိတာက data တွေအများကြီးသိနေတာမဟုတ်ဘူးအဲ့ဒီ data ကို information ဖြစ်အောင် information ကို knowledge ဖြစ်အောင် knowledge ကိုမှ wisdom ဆိုတဲ့ပညာအဖြစ်ပြောင်းလဲပြီးလက်တွေ့မှာအသုံးချနိုင်စွမ်းကသာလူဖွဲ့စည်းကိုတကယ်ရှေ့ဆက်တိုးတက်စေမှာပေါ့ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာတွေကိုပြန်ချုပ်ရရင်လေ ပညာဆိုတာစာအုပ်တွေထဲမှာပဲရှိတာမဟုတ်ဘူး။ဟုတ်ကဲ့။ဘဝရဲ့နေ့စဉ်အတွေ့အကြုံတွေထဲမှာတခါတလေကြုံရတဲ့နာကျင်စရာတွေထဲမှာစိတ်ထဲမှာပေါ်လာတဲ့တိုင်းတွေရာတွေထဲမှာပြီးတော့တိတ်ဆိတ်ညင်တက်နေတဲ့အချိန်လေးတွေထဲမှာရှားဖွေတွေ့ရှိနိုင်တဲ့အတွင်းစိတ်ရဲ့အရေးတွေတစ်ခုဖြစ်တယ်ပေါ့။မှန်ပါတယ်။ပညာရှိလာဖို့အဓိကလိုအပ်တာကလည်းကိုယ်စိတ်ကိုတင်းငြိမ်အောင်ကြီးလင်းအောင်ပို့ပြီးနှက်ဆိုင်အောင် ပြုစုပြောထောင်ဖို့ပဲဖြစ်တယ်နော်ဟုတ်ကဲ့အရင်မြက်ကနေလက်တွေလက်ညွန်ချက်လေးတစ်ခုပေးထားသေးတယ်နားထောင်ပါနားလည်ပါတဘိုးတူပါလက်ခံပါတဲ့อืมဘလို့ဆိုလိုတာလဲဆိုလိုတာကအရာရာကိုအလင်းစလိုကြီးမဆုံးဖြတ်လိုက်ပါနဲ့စိတ်ရှိရှိထားပြီးနားထောင်ပါအချင်းကြီးရဲ့အမှန်တရားကိုထိုးထွင်းသိမြင်အောင်ကြိုးစားပါပြီးတော့အဲ့ဒီတိမြင်လာတဲ့အမှန်တရားကိုမကြောက်ပဲမငင်းဆန်ပဲလက်ခံလိုက်ပါတဲ့။ဩ အဲ့ဒီလိုနားလည်မှုနဲ့လက်ခံမှုတွေတိုးလာလေးလေးစိတ်ကမလိုအပ်တဲ့ဆွဲလက်မှုတွေကြောက်စိတ်တွေပူပါမှုတွေကနေတဖြည်းဖြည်းလွတ်မြောက်လာပြီးပိုပြီးပေါ်ပါလွတ်လပ်လာလိမ့်မယ်လို့ဆိုလိုတာပါ။ဒါဆိုပညာရှိလာခြင်းဆိုတာကိုယ့်ဘဝကိုပိုပြီးအဓိပ္ပာယ်ရှိအောင်ပိုကောင်းအောင်ပြောင်းလဲဖို့ရလာတဲ့အခွင့်အရေးကောင်းတစ်ခုလို့ပြောနိုင်တာပေါ့။ဟုတ်ပါပြီ။ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့စဉ်ပြောဆိုပြမှုတာတွေဆုံးဖြတ်ချက်ချတာတွေမှာဒီပညာရဲ့လက်ညွတ်မှုကိုတတ်နိုင်သလောက်ထည့်သွင်းစဉ်းစားပြီးလှုပ်သွားကြဖို့အရေးကြီးတယ်ပေါ့နော်။ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့လေဒီဆွေးနွေးမှုကိုအဆုံးတက်တဲ့အနေနဲ့စဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ရေးမြစ်ချက်ကဏိကုံချုပ်စကားလေးပါပဲဟုတ်ကဲ့ပါမြလေပညာရှိချင်းဟာတင့်ကိုပိုပြီးညံကောင်းအောင် ပိုပြီးတော်အောင်လုပ်ပေးရချက်အဓိကအားဖြင့်တင့်ကိုပိုပြီးစိတ်ချမ်းသာအောင်လုပ်ပေးပါတယ်တဲ့အိုးစိတ်ဝင်စားဖို့ကောင်းလေတာအဲ့ပြီးတွေးတော်ဆင်ခြင်ကြည့်ဖို့ပါပဲ